ီမိုကရေစီခေတ်တွင်ရွေးကောက်ပွဲတွေကညပြလာပြီတော့သည်မင်းတိုင်ပင်ရွေးကောက်ပွဲမြူနီစပယ်ရွေးကောက်ပွဲဒီစတိတ်ကောင်စီရွေးကောက်ပွဲတကြီးရွေးကောက်ပွဲကြီးရွာကောမဒီရွေးကောက်ပွဲများလိုက်သည့်ရွေးကောက်ပွဲတွေရေတွက်ရပင်မကုန်နိုင်ပြီယခုရေးသားမည်ရွေးကောက်ပွဲကတကြီးရွေးကောက်ပွဲ ဖြစ်လေသည်မြည်သည့်ရွာကတကြီးရွေးကောက်ပွဲပင်နီလင်းလုံးမင်းရွာကတကြီးရွေးကောက်ပွဲပင် ဖြစ်လေသည်လင်းလုံးမင်းတကြီး ဥဖိုးဆောင်ကလူစိုးသမားတို့ကိုကြောက်တော့ကြောင်းတကြီးအလုတ်ကနှုတ်ထွက်ဒီမှာနှစ်လခန့်ကြာလိပြီသူဤသားမောင်တာပန်းကရွာကိုကစ်တက်ခဏအုပ်ချုပ်လျက်နေ၏ရွေးကောက်ပွဲတွေထွန်းကားနေသောခစ်ကြီးရဲ့တွင် တကြီးရွေးကောက်ပွဲကို ပြုလုပ်ရပါမည်ရှေးခေတ်ကမူကားတကြီးသားမှာမပင်မဲမဲတကြီးဖြစ်သွားမည်မှာမဟုတ်ချပါဘူးလင်းလုံးမင်းရွာတွင် ကျွတ်စီကျွတ်စီဖြစ်လျက်နေပြီ မောင်ရွှေကြီးကလည်းအရေးခံပြီဟုအမ ्या ကပြောနေကြလေသည်ပုံမှန်စရာအကြောင်းရှိမောင်ရွှေကြီးကအင်းသားကြီးဖြစ်လေသည်ပစ္စည်းခိုင်လုံဤအတော့အစားကင်းဤလူရည်လေဤတို့ရတွင်ရွာသားများနှင့်မသိဟုပြောတယ်ကြားရလေသည်ရွေးကောက်ပွဲခေတ်စားနေသောအခါတွင်ရွာသားများနှင့်မသိလျင်အပေမြပင်အရေးချင်းရှိစေကမူရွာသားကြီးဖြစ်ရန်ခဲရင်ဤ မောင်သားဘန်းကတကြီးသားဖြစ်၏တကြီးသားဖြစ်သောကြောင့်မျက်နှာရှိပြီးသားဖြစ်လေသည်တကြီးဟာတကြီးဟောင်းဥဖိုးဆောင်မှလည်းကြေးရွာအုပ်ချုပ်ခြင်းတွင်ညံ့၏အကုန်ကောက်ခံခြင်းတွင်ဖြင်း၏တရားစီရင်ခြင်းတွင်ပါတခုမှမတန်သို့သောရွာသားတို့၏မျက်စိနှင့်ကြည့်လျင်ဥဖိုးဆောင်မှတကြီး၏အရေးချင်းများနှင့်များစွာပြည့်စုံသောသူတယောက်ဖြစ်လျက်နေ၏တကြီးညံ့လေရွာသားကြိုက်လေနှစ်သက်လေမျက်နှိုးလေပင် မောင်ရွှေကြီးဘက်မှလူများနဲ့မောင်တာဘက်မှမလူများအလုံးရှုပ်ကြလိမ့်ပြီသူ့ဘက်မဲပြားထဲပါငါ့ဘက်မဲပြားထဲပါနဲ့ဟောပြောနေကြကုန်၏မင်းတိုင်ပင်ရွေးကောက်ပွဲတုန်းကထက်ပင်အရေးကြီးကြလိမ့်သည်တရွာလုံးစူညံစူညံကျွတ်စီကျွတ်စီဖြစ်နေကြပြီဆေးအင်ကောင်းဥပမောင်ကမောင်တာဘက်ဘက်ကတိုက်တွန်း၏ဂျေးရွာကောမဒီဥထုံးအောင်က မောင်ရွှေကြီးဘက်မှအားပေးလေသည်သူတို့နှစ်ယောက်လဲထွန်ရတွင်စကားများရာကထိုးကြတတ်ကြကုန်၏နှစ်ယောက်စလုံးဖူးဖူးယောင်ယောင်ဖြစ်ကုန်ကြလေပြီဥပမောင်အိယာမမထနိုင်သည်မှာလေးရကြ၏ဥထွန်အောင်ဖျားနေသည်မှာ၆ရက်ခန့်ကြာလေသည်တနေ့တော့လင်းလုံးပင်ရွာသို့တမန်တာမန်ပြတာမောင်စုရောက်လာ၏မောင်စု၏လက်ထဲ၌ဝါဆိုလာဆန်း၈ရက်နှစ်တွင်တကြီးရေကောက်ပွဲကိုကျင့်ပမည်ဟုသော နေပိုင်မင်း၏အမိန့် ပါလာသည် မောင်သားဘန်းနှင့်မောင်ရှိကြီးတို့တယောက်တစောင်းစီရလိမ့်ဤမောင်စုလည်းမောင်သားဘန်း၏အိမ်တွင်ဟိုးပြောတီးပြောနှင့်ထမင်းဝါအောင် စားသွားလိမ့်သည်စေးလိတ်တွေကိုလည်းနှံ့ယူသွားသည်ဤလွန်ညစ်သောတမန်ပြတာလေးပါလားထိုနေ့တွင်တရွာလုံးစူနေတော့ဤလဲထွန်ရံမှာလဲရွေးကောက်ပွဲကြက်ဝိုင်းတွင်လဲရွေးကောက်ပွဲငါးအများရံမှာလဲရွေးကောက်ပွဲ ရွာရည်တွင်းမှာလည်းရွေးကောက်ပွဲဥယံဥယာစီနံကျောင်းမှာလည်းရွေးကောက်ပွဲဥပုပ်စရတင်လည်းရွေးကောက်ပွဲရွေးကောက်ပွဲအကြောင်းကိုသာတရွာလုံးပြောကြားနေကြလေရွေးကောက်ပွဲမှာလင်းလုံးပင်ရွာသူရွာသားများဖို့အလွန်ပင်အရေးကြီးပြီမြန်မာပြည်သို့ဘရင်ခံအစ်တပါရောက်လာဒီမှာသူတို့အတွက်အရေးမကြီးအိန္ဒိယပြည်တွင်ဘရင်ခံချုပ်ကြီးတွေပြောင်းသွားဒီမှာသူတို့အတွက်အရေးမကြီး အင်္ဂလန်ပြည်တွင်နန်းရင်းဝင်ဝင်ကြီးတွေပြောင်းတည်မှလဲသူတို့အတွက်အရေးမကြီး သူတို့ရွာမှာတကြီးအစ်စ်လဲတည်ရတာအရေးကြီးသည်ယနေ့ကဝါဇိုလာဆန်းရှိရနေသည်တရွာလုံးရှိရွာသူရွာသားတို့အလုံးမစင်ကြတော့ပြီနွားများအားလက်ခွင့်ရကြကုန်၏ငါးများချမ်းသာခွင့်ရကြကုန်၏မောင်သားပန်းနှင့်မောင်ရွှေကြီးတို့ကတညာလုံးအိတ်မပြောကြချေနည်းနည်း၄နာရီအချိန်တွင်အိယာမှာထားကြပြီလျင်အမျိုးမျိုး စီမံလျက်နေကြ၏ ခြက်လန်းလန်းမှလာကြသောမဲဆန္ဒရှင်တို့အားထမင်းကျွေးရန်စီမံကြ၏သို့သောမဲဆန္ဒကိုမတရားဝဲယူသည်ဟုတစ်ဖက်ကရှောက်ထားလျင်ခက်လေတော်မူမခက်ပါထိုနေ့တွင်ယဟန်တော်တို့အားစွန့်ကြိုးသည်ဟုဆိုကဝင်းဤရှောင်းကလွယ်၏စွန့်ကြိုးကတရားနာခြင်းသည် မတရားလက်ဆောင်ထိုးခြင်းမဟုတ်မိသူ မျှမတားနိုင် ကုသိုလ်လုပ်ခြင်းနဲ့မဲဝဲခြင်းသည်မိတို့မှမသက်ဆိုင်။နေပိုင်လဲဆွဆဲနိုင်မှာမဟုတ် ဤတို့ယဟန်တော်များကိုစွန့်ကျွေးလျင်ရွာသားများကိုပါကျွေးမွေးသည်မှာထုံးစံလီသည်ထို့သောကျွေးမွေးသည်ကိုမဲဝယ်သည်ဟု၍မြည်သူဆိုအပ်၏ထိုနေ့တွင် ရွှေချေးအိမ်၌စွန့်ကျွေးပွဲတစ်ပွဲပါပန်းအိမ်၌လည်းစွန့်ကျွေးပွဲတစ်ပွဲလုပ်ကြလေ၏ညံများသော ပုံကိုယ်တို့ပေသည်နှစ်အိမ်လုံးမှာစီကားလျက်ပင်ဆယ်နာရီထိုးပြီးဖုံးတော်ကြီးဥရာဇိနာ ကြောင်းဝိုင်းအပြင်ဘက်ဇရက်တွင်ရွေးကောက်ပွဲကျင်းပရာနေရာများကိုပြင်ဆင်ထားကြကုန်၏။မဲပုံများထားရာမဲယုံလေးများကိုလည်းစီမံထားကြသည်။လူပြိုကောင်းမောင်ကာလီတို့အုပ်စုကမောင်ရွှေကြီး၏အိမ်တွင် ထမင်းသွားစားရန်သွားကြလေသည်။ထမင်းစားရုံများမကလက်ဖက်ရည်တို့ကွန်းရာတို့နှင့်ဘိုက်ကားအောင် စားတောက်ခဲ့ကြသည်။ထိုများမကသည်ပဲမဲတမဲလျင်ငွေတကြကြပေးပြီဆိုကမဲလိုသလောက်ရအောင်လှုပ်ပေးနိုင်သည်ဟုရလဲဆိုသေးသည်။ မောင်ကားလေးအပြောကောင်းသောကြောင့်မောင်ရွှေကြီးဤတိတာထဲမှငွေ20ကျပ်ထွက်လေပြီ။ဆတနာဤထိုးသောမောင်လူအင်းနှင့်သူ၏စရေမောင်ပြန်စိန်တို့ရောက်လာကြသည်။ရွေးကောက်ပွဲကျင်းပရာဇရက်တို့ခြေဦးလှဲကြလေသည်။မောင်ရွှေကြီးနှင့်မောင်သာပန်းတို့သည်ခရီးဦးကြိုပြုကာနောက်မှလိုက်လာကြကုန်၏။ရွာထဲတွင်ရှိကြသောရွာသူရွာသားကလေးများပါမကျန်ရွေးကောက်ပွဲကျင်းပရာဇရက်တို့လိုက်ပါလာကြလေသည်။